မင်္ဂလာပါရှင်မောသားမီဒီယာ channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မြင်းကျန်ခရိုင်အတွင်းရှိ PDF လက်နက်ကင်ပူပေါင်းအဖွဲ့တွေဟာမြင်းကျန်ခရိုင်တစ်ခုလုံးကိုထိန်းချုပ်နိုင်ဖို့ရှိတဲ့ channel မေလ15ရက်နေ့မနေ့ပိုင်းကမြင်းကျန်ခရိုင်အတွင်းရှိမြို့တွေမှာနာဆာကတက်တွေနဲ့ပြည်သူစစ်အဖွဲ့တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ပါတယ်မြင်းကျန်ခရိုင်အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအနေနဲ့မြင်းကျန်မြို့နယ်မှာနာဆာကတက်တွေနဲ့ပြည်သူစစ်အဖွဲ့တွေရဲ့တိုက်ခိုက်မှုတွေကြောင့် PDF အဖွဲ့တွေထိခိုက်ကြဆောမှုတွေနဲ့ဆော့ခွာထွက်ပြေးရမှုအခြေအနေတွေကိုတရုတ်တန်ဖိုင်နဲ့မှာပြောပြပေးသွားမှာဖြစ်ပါတယ်။ဒီစီဇန်လေးမစတင်ခင်မှာတော့ Motor Media Channel ကို Subscribe နဲ့ Like and Share လေးလုပ်ပေးပါအောင်ရှင်။ပရိသတ်ကြီးမြင်းကြံခရိုင်အတွင်းရှိ PDF လက်နက်ကအဖွဲ့တွေဟာမေလ15ရက်နေ့မနေ့ပိုင်းမှာနာဆာကတပ်တွေကိုတာလွန်အင်အားနဲ့လာရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးငင်းချံမြို့တိုက်ပွဲတွေအတွင်းမှာ PDF လက်နက်ကောင်အဖွဲ့တွေထိခိုက်ကြဆုံးပြီးစောက်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါတယ်။ငင်းချံခရိုင်ရှိနာဆက်ကအစိုးရကိုလက်နက်ကင်စန့်ကျင်နေတဲ့ PDF အဖွဲ့တွေဟာမေလ15ရက်နေ့မှာခရိုင်အဆင့်စစ်စင်ရေးအဖြစ်ငင်းချံတောင်သာနထိုးကြီးနဲ့စင်ပြီးကောင်မျိုးတွေကိုတာလွန်အင်အားနဲ့တိုက်ခိုက်ခဲ့မျိုးဖြစ်တယ်လို့သိရပါတယ်။မေလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငင်းချံမြို့တိုက်ပွဲတွေအတွင်းနာဆက်ကရဲ့မြေပြင်တပ်ဖွဲ့တွေ ။လက်နက်ကြီးပြက်ကူအဖွဲ့တွေလေကြောင်းတိုက်ခိုက်မှုတွေနဲ့ဒေါ်တီရာရွတ်မွန်ဦးဆောင်တဲ့ပြည်သူစစ်အဖွဲ့တွေဟာလက်တွဲညီစွာပူးပေါင်းတိုက်ခိုက်နိုင်ခဲ့တဲ့အတွက် PDF အဖွဲ့တွေထိခိုက်သေဆုံးမှုနဲ့ပြန်လည်ဆောက်ခွာထွက်ပြေးခဲ့ရတယ်လို့သိရပါဗျ။ PDF အဖွဲ့တွေဟာမေလ15ရက်နေ့မနေ့6နာရီ30ဝန်းကျင်က မြင်းကြံမြို့နယ်ကြောက်ပြုတ်ကျေးရွာအနီးမှာအခြေပြုလုံခြုံရေးဆောင်ရွက်လျက်ရှိနေတဲ့တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူစစ်ဌာနရဲ့အဖွဲ့ဝင်တွေပါဝင်တဲ့ ပူပေါင်းအဖွဲ့တွေကိုလက်နေသေးလက်နေငယ်တွေနဲ့အင်အားသုံးတိုက်ခိုက်လာခြင်းဖြစ်တယ်လို့သိရပါတယ်။နာဆာကတပ်တွေအပြင်ပြည်သူစစ်အဖွဲ့တွေကဟန်ကျက်ညီစွာတုံ့ပြန်တိုက်ခိုက်နိုင်ခဲ့တဲ့အတွေ့ PDF အဖွဲ့တွေပြန်လည်ဆုတ်ခွာထွက်ပြေးရတာတွေရှိခဲ့တယ်လို့နဂနီပျောက်ကြားတပ်ဖွဲ့မြင်းဆိုင်ရဲ့တာဝန်ရှိသူတဦးကအတည်ပြုပြောဆိုထားတယ်လို့မစိမသတင်းဌာနကမေလ15ရက်နေ့ကပဲရှင်းတာဖော်ပြထားပါတယ်။မေလ15ရက်နေ့ကဖြစ်ပွားခဲ့တဲ့ မြင်းချံမျိုးတိုက်ပွဲတွင် မြင်းကြံခရိုင်တရင်ခုနှစ်0ပျောက်ကြားတက်ဖွဲ့လေးပါဝင်တိုက်ခိုက်ခဲ့ပြီးနာဇာကတက်တွေနဲ့ပြည်သူစစ်အဖွဲ့တွေရဲ့လက်တွဲညီစွာပူးပေါင်းတိုက်ခိုက်မှုကြောင့်အဒိနာခဲ့ရတဲ့အတွင်းတိုက်ပွဲကိုအကန့်အသတ်မရှိရပ်နားလိုက်တယ်လို့လဲမြင်းကြံခရိုင်တရင်ခုနှစ်0ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ဖြစ်သူကိုတက်ကြီးက၎င်းရဲ့လူမှုကွန်ရက်မှာမေလ15ရက်နေ့ကကြေညာခဲ့တာဖြစ်ပါတယ်။0ပျောက်ကြားတက်ဖွဲ့ခေါင်းဆောင်ကိုတက်ကြီးကခင်ဗျားတို့ပြောနေတဲ့တော်လန်ရေးဆိုတာကျောက်တို့အတွက်တော့ပေးဆက်ခြင်းပြ စ်စင်ရေးတဲ့ကျောက်တို့တာဝန်ယူရတဲ့အပိုင်းတစ်ခုပွဲပေါ့တခြားရဲဘော်တွေတက်လုံးစဉ်ကာပြစ်နေရဲ့ရဲဘော်တွေအပေါ် Jet Fighter နဲ့ပေါင်900ကျဲချခဲ့လို့ကျွန်တော်ကလေးတွေကြာဆုံးခဲ့ရပြီးကျောက်ကကျောက်ကလေးတွေကိုတားလို့ညီလို့တံပိုးထားတာကျောက်ဘူးသူတိုင်းသိရဲ့တောင်းနည်းအကြဆုံးမရှိခဲ့ပေမယ့်အခုတော့ကျောက်ရင်ကွဲရပြီးနာကျင်ရပြီးစိတ်နာလာပြီးမပြေဆုံးခြင်းကိုအရင်တည်းပြည်သူကိုပဲအားကိုအခြေပြုပြီးတိုက်ပွဲဝင်နေကြတော့ လက်သိညာကြနေပြီမယ်ကျုပ်တို့မှာကိုဒူးကိုချုံကတက်မလာဘူးတချို့ကြာဆုံးတဲ့ညီတွေတချို့ခွင့်ကိုမရဘူးတစားစီဖြစ်ခဲ့ရတယ်ကြာဆုံး6ယောက်မှာ3ယောက်ပဲကောင်းမွန်စွာနောက်ဆုံးစီစဉ်ပေးခဲ့ရတယ်မှတ်ချက်တိုက်ပွဲရဲ့အကန့်အသတ်ရှိနားပါမယ်ကိုတိုင်ငွေရှာလက်နဲ့ခရမ်းဝယ်ပြီးတိုက်နေရတဲ့ဘဝကြီးကိုလည်းစိတ်ကုံလာပြီးညီးငွေလာပြီးဒါမှမဟုတ်တလာရစိတ်အပြင်းနဲ့ဆက်လျှောက်နေအောင်ပါဆိုပြီးတော့ပြောပါတယ် မြင်းကြံမြို့ဟာမန္တလေးတိုင်းဒေသကြီးမြင်းကြံခရိုင်မှာပါဝင်တဲ့မြို့နယ်ဖြစ်ပြီးတော့မြင်းကြံမြို့နယ်ရဲ့အရှေ့ဘက်မှာနှထိုးကြီးမြို့နယ်တောင်ဘက်မှာတောင်သာမြို့နယ်အနောက်ဘက်မှာမကွေးတိုင်းရှိရေတကြိုမြို့နယ်နဲ့စကိုင်းတိုင်းရှိမြောင်မြို့နယ်မြောက်ဘက်မှာငဇုံမြို့နယ်တွေတရှိနေပါတယ်။မြင်းကြံမြို့ဟာမြေမျက်နှာအတွင်ပင်ပင်လယ်ရေမျက်နှာပင်အထက်ပင်နေရာမှ1554ပြည်အထက်မှာတရှိပြီးကောင်းမြေမြေနယ်ပါပြီးအများအားဖြင့်မြေပြန့်ဖြစ်ပါတယ်။ မြင်းကြံမျိုးမှာမတ်တီတာရွမို့ဦးဆောင်နေပြည်သူစစ်တွေအပြင်အလဲပိုင်းတိုင်းစစ်ဌာနကျုံးမှာတင်းတန်းဆင်ထားတဲ့ပြည်သူစစ်အဖွဲ့ဝင်တွေရှိနေတယ်လို့တမ69လက်အောက်ခံတရင်တွေရှိနေတယ်လို့သိရပါတယ်။မြင်းကြံမျိုးနဲ့ဟာနှစ်ထိုးကြီးတောင်တာရေးဆက်ကျိုးငက်စုံညောင်တို့နဲ့နေဆက်ချင်းထိဆက်နေပြီးတော့ PDF ဥပအောင်အဖွဲ့တွေဟာပြီးခဲ့2024ခုနှစ်တည်းကမြင်းကြံခရိုင်တစ်ခုလုံးထိန်းချုပ်နိုင်ဖို့ရည်ရွယ်ချက်ရှိပေမဲ့နာဆကတက်တွေနဲ့ပြည်သူစစ်အဖွဲ့တွေရဲ့အနိုင်မခံအရှုံးမပေးမှုအပြင် လက်တွဲညီစွာတိုက်ခိုက်နိုင်ခြင်းကြောင့် PDF ကိုပေါင်းအဖွဲ့တွေမကြာခဏအထိနာက ပြန်ဆုတ်ခဲ့ရပါတယ်။စီးရင်စစ်ဝင်စားသူတအူကစစ်သွေးကြွတွေကနထိုးကြီးတောင်တာမင်းကျန်စီမီကုံဒေတာကိုတိုက်ခိုက်ခဲ့တယ်။လပခါကတော့လေချောင်းပစ်ကူကိုတော်တော်လေးအတုံးပြူခဲ့တယ်။မင်းကျန်တိုက်ပွဲမှာတော့နောက်ဆုံးအထိ၆လောင်းရရှိခဲ့တယ်။တခြားသောနေရာတွေမှာလည်းတိုက်ပွဲတွေဆက်ရှိရဲ့။ဒီတိုက်ပွဲကစကိုင်းမန္တလေးမကွေးစစ်သွေးကြွတွေပေါင်းတိုက်တာပါ။ ရေလေကျွန်းဒေတာကခိုအောင်ရနေရပါလာပါခရဲ့လေတောင်းပစ်ကိုထိရောက်မှုရှိပါတယ်တမရော်ရဲတပ်ဖွဲ့ပတာစရီလည်းမာကုံကိုပြတာခဲ့ကြရလို့မေလ15ရက်နေ့က၎င်းရဲ့လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ် PDF ပူပေါင်းအဖွဲ့ရဟမေလ15ရက်နေ့ကမြင်းချံမြို့ MS 18ရက်ွက်အနေရှိနာဆာကတက်ဆက်ခန်းစီမီကုံရက်ဆက်ခန်းကြောက်ပြုတ်ရွာတက်ဆက်ခန်းနမ်းမြင့်တောင်ကြားကနာဆာကတက်တွေကိုအင်အားသုံးတိုက်ခိုက်ခဲ့ရဖြစ်ပြီးငကနီပြောက်ကြားတက်ဖွင့် မြို့နယ်ပကဖာစေတန်တပ်ဖွဲ့ MB9 တပ်ဖွဲ့ဝင်တွေနဲ့ဇီရိုးပြောက်ကြားတပ်ဖွဲ့ဝင်တွေအပါအဝင် PDF ကိုပေါအဖွဲ့တွေတိုက်ခိုက်ခဲ့ဖြစ်တယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။မေလ15ရက်နေ့ကဖြစ်ပွားတဲ့မြင်းကြံမျိုးတိုက်ပွဲအတွင်း NASA ကတပ်တွေနဲ့ပြည်သူစစ်တွေလက်တွဲညီစွာတိုက်ခိုက်မှုကြောင့် PDF ကိုပေါအဖွဲ့ဝင်အ ਨੇ ဆုံး12ဦးထိခိုက်ကြဆုံးခဲ့တယ်လို့ပြည်သူစစ်ခေါင်းဆောင်ဖြစ်သူမတ်တီရာရှုမွန်ကမော်တော်မီဒီယာ channel ရဲ့စက်သွဲမေးမြန်းမှုကိုအခုလိုမျိုးပြောဆိုခဲ့ပါရဲ့ရှင်။ ဘာလုံးတို့စမိတ်ကိုစားစမိတ်ကုံနာစမိတ်ကုံနာဘာတို့ရွာသွားခွေကြီးသွားခွေကြီးရလဲမတုတ်လွတ်လိုက်တာအဲ့မှာဟိုမနေဥပပိုင်းပိုင်းပြက်ပြက်ပဲဟောပိုင်းပိုင်းကိုစားဂိတ်နေတာတော့အဲ့0သေးတာအဲ့မှာသေးတာဟောကျွန်တော်တို့ကနာရင်တင်းနဲ့ဟိုစားကြီးသေးတာပကပလေးသေးများတာကျွန်တော်တို့ပွဲမှာဟောကျွန်တော်အဲ့ဆုံးရခွေကြီးပွဲမှာကြတော့ဆုံးရခွေကြီးပွဲမှာကြတော့အဲ့ဒီ0ဖွဲ့တွေတည်တာ2ဖွဲ့တွေတည်တာမျက်နှာဖွဲ့ဖွဲ့တွေတည်တာ မင်းမင်းရတော့ကျွန်တော်နှစ်နိုင်ကြော်တာဗောနှစ်နိုင်ကြော်ဩနှစ်နိုင်ဘယ်ချက်မတောင်ကြားတိုက်ပွဲဆိုကျွန်တော်တို့နှစ်ရက်၃ရက်အဲ့လိုဇက်တိုက်ပဲတိုက်ပွဲဖြစ်တာမနေ့ရက်ရှိတော့ဆိုဒီလာဆန်းပိုင်းနဲ့ကျွန်တော်တို့ကစနေတာပွဲကကနေတာဗောဩသူတို့ကတော့လာရင်တော့တာလုံရင်အားဗောသူကဟို KIA ပုံစံမျိုးတွေဗောသူတို့ကတော့ဟိုလူတယောက်ပါမယ်နောက်မှလက်လက်မပါပါမယ်သူတို့ကအရန်နေနော်ဗောသူတို့လောင်သူတို့ဆွဲမယ်လူတနက်ဆွဲမယ်လူတခါလေသူတို့ရန်အဲ့လိုလာတာဗောဒီဥစ္စာနဲ့လောက်တာဗောသူက အမှန်လိုက်ဒါသတင်းရတယ်မှန်လိုက်ဆိုတော့အင်အား300လောက်ပတ်ချလိုက်လာတယ်သူတယ်ဆိုရင်ခဏတော့300မပါဘူးလေအဲ့ဒီအထာကိုကျွန်တော်တို့ကတည်ပြီးသားပါတချို့ကြတော့ဒီအတန်နဲ့ဟိုကြောက်တာတို့ဘာလို့ဖြစ်သွားတာပေါ့ကျွန်တော်တို့မနက်ဟိုစောခုနှစ်နာရီမတင်လောက်စဖြစ်တာပေါ့ခုနှစ်နာရီမတင်လောက်စဖြစ်ပြီးတော့9နာရီ9နာရီတကျော်ပြီးတာမနေ့ကကျွန်တော်တို့ခုသတင်းပြန်ရတာတေသူတို့တေတာကို12ရက်ဇာရရတာလည်းများတော့တို့အလောင်းကျန်သွားတာတော့3လောင်းကျန်သွားတာလား အဲမနေ့ကမြင်းကြံမှာတောက်ပြုတ်ဖြစ်တယ်ကျွန်တော်တို့မျိုးရဲ့ဥစ္စာပေါ့မျိုးရဲ့ဥစ္စာတက်မှာပေါ့နောက်မြောက်ပေါ့အဲအဲ့ဒီဘက်ကကျွန်တော်တက်စကန်နေလာဖြစ်တယ်သူမကက်ရဲပါဘူးဝေးလာပစ်ပြီးတော့အဲနိုင်မို့မှာကြတော့သူကတော့ထုံးစံနိုင်မို့ပါညာမဲလိုက်တယ်ပါညာသူကတော့ထုံးစံနိုင်မို့ဇမင်းသားဆက်ဆံဒါတွေကတော့အမကက်ဘူးမကက်ရဲပါဘူးအဲ့ဘက်ကြတော့ဟုတ်ကဲ့တောက်ပြုတ်ကြတော့သူတို့အင်အားတလုံးရားနဲ့လာတာလေ တော့ရောကြတော့ဒါဘာမှမရှိကျွန်တော်တို့ဟိုစာပေါ့ကျွန်တော်အထိုင်ပေါ့ကျွန်တော်တို့ဒီဘက်အဲ့ဘလုံလုံကြီးယူထားတာပေါ့တက်နေပြီးဖြစ်ပူပေါင်းပေါ့ဟုတ်လေကျောင်းမြို့ကြီးပါကျွန်တော်ကျွန်တော်မြို့အေရီးယားရဲ့အစုံဖြားရှိနေရွာတွေကိုလာပြီးတော့လှုပ်တာပေါ့အဲလေကြောင်းပြည်ကတော့မနေရတဖြင့်ရေးကြီးနေနေရပေါ့ကျွန်တော်တို့ကဒီဘက်ထိန်းထားနိုင်နေတော့ဒါဆိုတော့ကျွန်တော်တို့မတောင်းကိုရတော့ကျွန်တော်တို့လည်းဒါခဏခဏတိုက်နေဆိုတော့တိတ်ထူထူဘူးတော့မရှိပါဘူးဒါရန်သူလာကတ်တယ်တိတယ်ပေါ့ရန်သူဘက်ကတော့ဒီကျွန်တော်တို့လက်ရှိနေနေနဲ့ ုံစုံကြီးချတာနဲ့တိုက်ရတော့သူအောက်နောက်ဆုံးအပီဂျီနဲ့ကိုပြစ်ဝင်တာလေ။ဟာဘေးကြီးရောင်းစားရပါဘာရော။ဟာအားကောင်းလို့ဘာရော။မတော်ရလို့ပေးဆက်ထားတယ်မြင်လားအတက်တွေအတက်တွေနဲ့ပေးထားတာ 哎呀哎呀！